တွေဘာကြောင့်တလောက်ဆုံးရှုံးမှုတွေများခဲ့ရလဲရှင်တို့တွေးကြည့်ခဲ့ဘူးလားတကယ်ပဲပျက်စီးဆုံးရှုံးခဲ့ရတဲ့အရာတွေအားလုံးကရောတဘာဝတ်ဘီရဲ့နေရာကြောင့်ပဲလို့ရှင်တို့ထင်လားကျမတို့စစ်အာဏာသိမ်းမှုနောက်ပိုင်းကာလတွေမှာဘာတွေဖြတ်တန်းခဲ့ရလဲဆိုတဲ့အကြောင်းအရာတွေကျမတို့ပြန်စဉ်းစားကြည့်ရအောင်ကျမတို့ဘာတွေရင်ဆိုင်ခဲ့ရပြီလဲကိုဗစ်

ျက်စီးဆုံးရှုံးမှုအများဆုံးဖြစ်တဲ့ဒီမလင်ဘေးကြီးကိုခံစားနေရတဲ့အချိန်ပြည်သူတရက်လုံးဝနဲ့ပူဆွေးမှုတွေကိုစီနဲ့ပြည်စီရမြင်မရှိနင်းစီရမြင်မရှိနေစီရအိမ်မရှိတဲ့အချိန်မှာဒီအကျံဖက်အာနာယူစက်တက်ကရက်ဆက်စွာနဲ့လေချောင်းလိုင်းကနေကျမတို့ပြည်သူတွေကိုရက်ရက်ဆက်ဆက်နဲ့လူမဆန်စွာတပ်ဖြတ်ခြင်းကိုကျမတို့ခံနေရပါတယ် ဒီအချိန်မှာကျမတို့တွေတွေးတက်ဖို့လိုလာပြီကျမတို့ညင်တက်ဖို့လိုလာပြီကျမတို့ပြည်သူတွေအားလုံးအပေါ်စေတနာမရှိတဲ့စစ်အကြမ်းဖက်အစိုးရပြည်သူတရက်လုံးကိုရရက်ဆက်ဆက်ဖိနှိပ်ပြီးစစ်ကြုံပြုတ်နေတဲ့စစ်အကြမ်းဖက်အစိုးရရဲ့ဥပပေါင်းကိုကျမတို့အားလုံးအတူတူကြိုးစင်တင်တာအောင်ဝဲဆိုတာတိုက်ရဲသူတွေအတွက်ပဲကျမတို့ရဲ့ဘဝမှာကက်တင်ရှင်ဘယ်တော့အခါမှမရှိခဲ့ဘူး There is no supreme savior the military extra is the real fucking disaster in Myanmar.